အလုံးအလုံးပဲမင်္ဂလာပါဒီဗီဒီယိုကြည့်တဲ့သူပေါ့နော်မိခွန်းတစ်ခုလုံးမေးချင်တယ်တငယ်ချင်းလားဒါမှမဟုတ်မိတ်ဆွေအတိုင်းဝိုင်းထဲကတယောက်ယောက်ကပေါ့နော်အပြင်မှာကိုမကောင်းတဲ့တင်ပြောတာကိုကြားလို့ကိုစီပြန် ပြောပြဖို့လားအဲ့လိုမျိုးဂျုံဖူးတဲ့သူလည်းရှိသလိုမဂျုံဖူးတဲ့သူလည်းရှိကောင်းရှိမယ်အဲ့လိုမျိုးဂျုံဖူးတယ်ဆိုရင်ပေါ့နော်ကိုတို့အကောင်းလည်းမပါအကျိုးလည်းမရှိတည်တင်းမှန်လားမမှန်လားဆိုတာလည်းမသိချားတဲ့ဟာကိုအဲ့လိုကိုစီလာပြောပြခြင်းတဲ့သူတယောက်ကို တာနီကိုမျှဝေပေးခြင်းပါတယ်တခါတော့တဲ့ great philosopher socrates ကိုပေါ့နော်အိမ်နေချင်းတယောက်ရောက်လာပြီးတော့ဆရာကြီးဆရာကြီးမကောင်းတဲ့တင်ပြောတာဟောအပြင်မှာကြားလိုက်လို့ဆရာကြီးကိုပြန်လာပြော ပြတာဆိုပြီးတော့ပြောတဲ့တဲ့အဲ့ခါကျဆရာကြီးကလက်ကပြပြီးတော့ဘယ်လိုပြောလဲဆိုတော့ကဲမေခွန်းသုံးခု အရင်မေ့မယ်ပြီးတော့မှကို့ကိုပြောပြချင်တဲ့တရင်ကို ပြောတဲ့ဆရာကြီးမေ့ချင်တာဒါမေ့ဖြီမယ်ပေါ့ပထမတစ်ချက်ဆရာကြီးမေ့လာပါလားဆိုလို့ရှင်တော့အခု လင်ငှောက်ကိုပြောမဲ့တည်ရင်ထဲမှာခူကောင်းချောင်းပါသလားလို့မေးတဲ့အခါကျတော့အင်းနေချင်းကမပါပါဘူးဆရာကြီးရေဒါပေမဲ့အဲ့လိုပြောတဲ့အချိန်မှာဆရာကြီးကလက်ကပြပြီးတော့ကဲဒုတိယမိခွင့်မဲ့မဲ့တဲ့အခုပြောမဲ့တည်ရင်ထဲမှာခုအတွက်အကျူးရှိတဲ့ဟာပါသလားလို့မေးပြန်တယ်အင်းနေချင်းကလည်းပြန်ဖြေတယ်မပါပါဘူးဆရာကြီးရဲ့ဒါပေမဲ့ဆိုတော့ဆရာကြီးကလက်ကပြန်ကဲတတရမေးခွန်းနောက်ဆုံးမေးခွန်းမေးမယ်တဲ့ နောက်ဆုံးမေးခွန်းပါလဲဆိုရင်အခုပြောမဲ့တည်င်းကတည်င်းအမှန်ဟုတ်ရဲ့လားလို့မေးတော့ဆရာရဲ့တေချာတော့မသိပါဘူးဒါပေမဲ့ပြန်ပြောတဲ့အခါကျဆရာကြီးကလက်ကပြပြောပြီးတော့ခုအနေပြောမဲ့တည်င်းထဲမှာခုအတွက်ကောင်းတာလည်းမပါအကျိုးရှိတာလည်းမပါတည်င်းမှဟုတ်မဟုတ်လည်းမသိတဲ့ဟာကိုချိန်ကုန်ခံပြီးတော့ဘလူလုံးနားထောင်ပါလဲကဲသွားဆမ်းပါဆိုပြီးတော့ဆရာကြီးကမောင်းထုတ်လိုက်တယ်တဲ့ပြောချင်တာက ကိုအတွက်ကောင်းတာလည်းမပါအကျိုးရှိတာလည်းမပါတရင်နာမှန်ဟုတ်မဟုတ်လည်းမသိပဲနဲ့ကိုစီလာပြီးတော့အတင်းပြောတဲ့သူကို အခုဆရာကြီးတာမင်လိုက်တယ်လို့ပေါ့နော်တာမင်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်အဲ့လိုမျိုးအတင်းနဲ့နားထောင်လို့ရှိရင်လေလုံးဝစိတ်ထဲမှာအဆင်မပြေဘူးပြီးတော့တယောက်နဲ့တယောက်အမုန်းပွားတယ်အဲ့ဒါကြောင့်အဲ့လိုမျိုးကိုကို အတင်းလာပြောချင်တဲ့သူတယောက်ကိုအခုဆရာကြီးတာမင်လိုက်တယ်လို့တာမင်လိုက်ပါ အဲ့ဒါအတွက်ကောင်းတယ်ပေါ့နော်ကိုအတွက်ကောင်းတဲ့ဟာဆိုရင်တော့ကိုတငယ်ချင်းပဲဖြစ်ဖြစ်ကိုဆွေမျိုးအတိုင်းဝိုင်းထက်ကပဲဖြစ်ဖြစ်အားနာစရာမလိုဘူးကိုမကောင်းတဲ့တင်းနေအတင်းနေလာပြောမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးတိုင်မြင်လိုက်ပါကိုကိုတိုင်ကခုငါပြောမဲ့တရင်ကသူ့အတွက်ကောင်းတာပါလားအကျိုးရရှိလားတရင်မှန်ကောဟုတ်ရဲ့လားဆိုရဲဟာကိုတေချာစဉ်းစားပြီးတော့မှဘာမှသူ့အတွက်အကောင်းတာလည်းမရှိကျိုးလည်းမရှိ ဟုတ်မဟုတ်လည်းမသိတဲ့ဟာဆိုလို့ရှင်တော့ကိုကိုတိုင်ကလည်းကြားနေပြီမဲ့ပြန်မပြောပြဖို့လိုအပ်ပါတယ်ဒီဗီဒီယိုကကိုအတွက်အကျိုးရှိမယ်လို့ညွှန်လင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်